်သင်ကလူတွေကိုသင်ဖြစ်ခြင်းတဲ့အတိုင်းဖြစ်ဖို့သင်ဖြစ်ခြင်းတဲ့ဆန္ဒတွေကိုဖြစ်လာအောင်လို့သူတို့ကိုတိုက်တွန်းတာချုပ်ချယ်တာတွေလုပ်ဘူးလားသင်ကအဲ့ဒီလို လုပ်နေတဲ့သူဆိုရင်တော့သင်ရဲ့အတွေးတွေသင်ရဲ့အိုင်ဒီယာတွေကိုပြင်လိုက်ပါသင်ဖြစ်ခြင်းတဲ့အတိုင်းဖြစ်ဖို့အတွက်ကသင်သူတို့ကိုတွားပြီးတော့ချုပ်ချယ်တာတွေတိုက်တွန်းတာတွေတွားလုပ်လို့မရပါဘူး ဘာဖြစ်လို့လဲဆိုတော့ဒါကလူတွေဖြစ်နေလို့ပါလူဆိုတဲ့တဘာဝကတင်ဖြစ်ခြင်းတဲ့အတိုင်းကိုလောက်ခိုင်းတာကသူတို့ကလောက်ခြင်းမှာလောက်မှာပါဒါပေမဲ့သူတို့လောက်ခြင်းတဲ့ဟာဆိုလို့ရှိရင်တော့သူတို့ကလောက်မှာဖြစ်ပါတယ်ဒါကြောင့်မို့လို့တင်ဖြစ်ခြင်းတာကိုအတင်းအာရမသွားပြီးတော့ဖို့လောက်ပြီးတော့လောက်ခိုင်းနေတာထက်ဆိုရင် သူတို့လောက်ခြင်းလာအောင် သူတို့ရဲ့ဆန္ဒရှိလာအောင် ပြောပြတာကမှလမ်းကြောင်းပေးတာကမှတင်အတွက် အကောင်းဆုံးသောနီလန်တစ်ခုဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်သင်လို့ချင်တဲ့လမ်းကြောင်းပေါ်ကိုသူကရောက်လာမှာဖြစ်တယ်။အဲ့ဒါကဘာနဲ့ဥပမာပေးရမလဲဆိုလို့ရှိရင်ကျမတို့တွေပေါ့နော်လူတဘာဝကိုပဲပြောပြမယ်ပေါ့နော်။ကျမတို့တွေဒီအိမ်တအိမ်မှာပေါ့ဥပမာစက်သားဟင်းချက်တယ်။ဒီတယောက်ကအရန်မဲစားကောင်းလဲဆိုပြီးတော့အရန်စားတယ်။တနေ့လာလဲစက်သားဟင်းစားတယ်။သူအများဆုံးယူစားတယ်ထားပါတော့နော်။သူအများဆုံးယူစားတယ် အဲ့ဒီလူတယောက်ကိုတနေ့လဲနောက်နေ့လဲချက်တာရင်ချက်ခိုင်းတယ်နောက်နေ့ချက်ပါအောင်သူကြိုက်ပါတယ်ဆိုတာမျိုးချက်ကင်ချက်လိုက်ချက်ချက်တာရင်ချက်လိုက်အဲ့ဒီလိုမျိုးတွေသူကလုတ်ခိုင်းတယ်လုတ်ခိုင်းတဲ့အခါကျရင်အငြင်းရန်ချက်တာရင်ကြိုက်တယ်အငြင်းရန်ပဲစားချင်တယ်ချက်ပါချက်ပါအငြင်းရန်ပြောပြောနေတယ်အဲ့ဒီတော့ချက်တာရင်အရင်တော့ချက်လိုက်တိုင်းမှာသူကြီးပဲအငြင်းရန်စားတယ် ါပေမဲ့လို့တခြားလူတွေကတိတ်မစားရပဲနဲ့သူကြီးပဲစားလိုက်တယ်ပြီးရင်လည်းစစ်တားရင်ချက်တာကိုသူကအရင်ကြိုက်ပါတယ်အများရန်ပြောတယ် အဲ့တော့ကိုရီကသူ့ကိုမစားရဘူးဒီလောက်ပဲစားရမယ်ဆိုပြီးတော့တာဂက်နဲ့အဲတခုခုကိုဒါကတော့ဒီလောက်ပဲယူဒါကတော့နှစ်အတွက်ဒီလောက်ပဲဆိုပြီးတော့အဲ့ဒီလူတယောက်အဲ့ဒီခလေးတယောက်ဖြစ်ဖြစ်ပေါ့နော်အဲအဲ့ဒီလူမျိုးကိုကိုကပြောတဲ့အခါမှာသူကသူစားချင်တော့အကုန်မစားရတဲ့အတွက်နောက်နေ့တွေလည်းစားချင်နေတယ်နောက်နေ့တွေလည်းစားချင်နေတယ်အဲ့ဒီတော့ကိုကသူ့ကိုဟိုမလုပ်ရဘူးမစားရဘူးဒီလောက်ပဲယူဒီလောက်ပဲစားဆိုပြီးတော့ကိုကမလုပ်ခိုင်းတယ်သူကစားချင်နေတယ် အဲ့ဒီတော့ကိုကသူ့ကိုဘလို့ပြန်လောက်အောင်လဲဆိုရင်နေ့တိုင်းစက်သားဟင်သူစားချင်တဲ့စက်သားဟင်ကို နေ့တိုင်းချက်ပေးပါကုံအောင်စားခိုင်းပါချက်ပေးလိုက်မယ်ဒီစက်သားတစ်ကောင်လုံးကုံအောင်စားရော့ညနေလဲဒီစက်သားဟင်စားနောက်နေ့လဲစက်သားဟင်စားပြီးရင်နောက်တစ်နေ့လဲစက်သားဟင်စားတပတ်လုံးလုံး၁၀ရက်လုံးလုံးသူစားချင်တဲ့ဟာကိုကိုကဒါကြီးပဲချက်ကျွေးလိုက်ရင် သူကိုယ်တိုင်နှုတ်ကနေပြီးတော့ထွက်လာမဲ့စကားကတော်ပြီးစက်တိုင်းမချက်နဲ့တော့ငါမုံသွားပြီးမစားချင်တော့ဘူးအဲ့ဒီလိုမျိုးထွက်လာလိမ့်မယ်ခလေးဆိုရင်လည်းမစားချင်တော့ဘူးလူကြီးဆိုရင်လည်းမစားချင်တော့ဘူးအဲ့ဒါလူတပါวะဘာဖြစ်လို့လဲဆိုတော့အမြဲတမ်းစားနေရတဲ့အရာတစ်ခုဆိုရင်သူတို့ကညီငွေတက်တယ် ။အဲ့ဒီတော့ကဒီအရာတစ်ခုကိုကိုက မစားပါနဲ့မလုပ်ပါနဲ့အမြဲတမ်းပိတ်ပင်နေရဆိုလို့ရှိရင်သူတို့ကအထထအထထလှုပ်ချင်နေတယ်။ဒါကဥပမာအနေနဲ့ပြောပြတာ။အဲ့ဒီတော့ကြက်တိုင်းစားချင်တဲ့သူကြက်ကိုအမြဲတမ်းပဲမိသားစုမှာဖို့လို့ဖို့မဖြစ်ဒီလူဖို့မဖြစ်စားနေတဲ့သူကိုကြက်အမြဲချက်ကျွေးလိုက်ခြင်းအဖြစ်သူမုံသွားရဲ့နောက်ဆိုရင်စက်တာဟင်ကိုသူလှဲ့တော့မချီတော့ဘူးမကင်တော့ဘူးဆိုတာမျိုးဖြစ်သွားတယ်ဒါကတဘာဝ ါကြောင့်မို့လို့ကျမတို့ဒီလူတယောက်ကိုသူကလောက်အောင်လို့ပြောချင်တယ်ဆိုလို့ရှိရင်သူ့ကိုကောင်းကောင်းမွန်မွန်လမ်းကြောင်းလေးတွေပေါ့ရောက်အောင်ပြောပြပေးပါဒါကတော့ဖြစ်ကောင်းတယ်ဒါကတော့ဖြစ်မကောင်းဘူးဒါကဒီလိုရှိတယ်ဒါကဒီလိုရှိတယ်ဒါလေးတွေကိုပြောပြပါအဲ့ဒီလိုမှမဟုတ်ပဲနဲ့နင်ကတော့ဒါကိုလုပ်ရမယ်နင်ကလုံးဝဒါကိုမလုပ်နဲ့အဲ့ဒီလိုပြောလို့ရှိရင်ဒီကိုသားသမီးဆိုရင်ပဲဖြစ်ဖြစ်ပေါ့နော် ကိုယ့်ရဲ့အမျိုးသားဆိုရင်ပဲဖြစ်ဖြစ်ပေါ့နော်မလုံနဲ့ပြောရင် သူတို့ကပိုလုံချင်တယ်မလုံပါနဲ့တားလေပိုပြီးတော့လုံလေမလုံနဲ့ပြောလို့ကြောက်လို့ကိုယ့်ကိုကြောက်လို့မလုံရင်အရှိမမလုံဘူးဒါပေမဲ့လို့ကိုယ့်ရဲ့အနောက်ကွယ်မှာသူတို့ကလုံနေမှာပဲဘာလို့လဲဆိုကိုကဘာဖြစ်လို့မလုံနဲ့တားတာလဲတားတော့သူတို့ကိုပိုပြီးတော့စိတ်ဝင်စားအောင်လုပ်ပေးတာ ਨੇ တူတူပဲဒါကြောင့်မို့လို့တားသမီးဆိုရင်လည်းမလုံနဲ့လို့မပြောဘဲနဲ့လုံရင် ဒါဖြစ်မယ်မလုတ်ရင်ဒါဖြစ်မယ်အဲ့တော့မီးဆိုတာကကင်လိုက်ရင်ပူမှာပူမှာကိုတိတိရင်နဲ့ကင်ချင်ကင်ရော့ကင်ကင်ဆိုပြီးတော့ပေးကင်လိုက်တာကဒါအကောင်းဆုံးနေလမ်းပဲအဲ့ဒီလိုပဲကိုယ့်ရဲ့အမျိုးသားကိုယ့်ရဲ့အမျိုးသားကကိုယ့်ရဲ့သမီးစားကကိုပြောတယ်ဒီလူနဲ့စကားမပြောနဲ့ကိုပြောတယ်ဒီလူတွေနဲ့မပေါင်းပါနဲ့အဲ့ဒီလိုဘလို့ပဲပြောပြောသူပေါင်းချင်ရင်သူကပေါင်းပါပဲသူပြောချင်ပြောပါပဲမိန်းကလေးတယောက်နဲ့ဖုန်းပြောနေတယ်ကျမရဲ့ချစ်သူက เนาะသူရင်လာဖွင့်တဲ့ညီမတယောက်အကြောင်းပြောပြမယ်ပေါ့เนาะသူကကိုဘလို့ပြောပြောတားလို့မရဘူးကျမရဲ့နောက်ွယ်မှာအဲမိန်းကလေးတယောက်နဲ့အမြဲတမ်းပြောနေတယ်ဒီမိန်းကလေးကလည်းကျမတို့ကတမီးစားဖြစ်တယ်ဆိုတာတိတိကျင်းနေဒါပေမဲ့လို့သူ့ကိုအမြဲတမ်းဖုန်းခေါ်ပြီးတော့ဟိုဟာလေးဒီလိုဖြစ်လို့ဟိုဟာလေးလူလို့အဲ့ဒီပစ္စည်းကိုဘယ်မှာဝယ်လို့ရလဲ အကိုပြောပေးပါလားအဒီပစ္စည်းကဒီလိုလုပ်လို့ရလားဆိုတာမျိုးဘာပဲဖြစ်ဖြစ်သူ့ကိုပဲလာလာပြီးတော့ပြောနေတယ်ဆိုတော့သူကလည်းသူ့ကိုသူအရန်ကိုသူ့ကိုလာပြီးတော့ဆရာကြီးဆရာတင်နေတဲ့ခါကျတော့သူကလည်းအရန်ပြောပြချင်တယ်ပေါ့နော်အဲ့လိုရောက်ကြလေးလည်းရှိတယ်ဒါပေမဲ့လို့အစပိုင်းမှာကတော့ ဘာမှမဟုတ်ပါဘူးသူကအကူအညီတောင်းလို့ကူညီပေးလိုက်တာပါတစ်ချိန်လည်းမဟုတ်နှစ်ချိန်လည်းမဟုတ်အများရန်ရွယ်ပြောဆိုနေတဲ့အခါကျတော့ဒါတစ်ဖက်ကဟိုသူ့ရဲ့ချစ်သူအနေနဲ့ကဒါကမဖြစ်တင်ဘူးဒီလိုမျိုးတွေဒီကောင်မက်လေးကိုပြန်ပြီးတော့စကားမပြောပါနဲ့ဘလို့အကြောင်းကြောင့်ပဲဖြစ်ဖြစ်မကူညီပါနဲ့လို့ဘလောက်ပြောပြောသူကတော့ကူညီမှာပဲဘာဖြစ်လို့လဲဆိုသူကိုယ်တိုင်ကကူညီချင်လို့ကူညီနေတာသူကိုယ်တိုင်ကဒီလိုမျိုး main ကလေးတွေကို ဟိုကုညီရတာကိုကြိုက်လို့တာယာလို့ပဲဖြစ်ဖြစ်အကြောင်းကြောင့်ကြောင့်သူကိုယ်တိုင်ကလုံနေတာအဲ့ဒါကိုကိုကမလုံနဲ့မလုံနဲ့မလုံနဲ့တားနေရင်သူကတော့လုံမြဲလုံနေမှာပဲကိုကိုကြောက်လို့အရှင်းမမလုံဘူးအနောက်ွယ်မှာစကားပြောနေမှာပဲအနောက်ွယ်မှာပတ်သက်နေမှာပဲအဲ့ခါကျတော့ကို့အနေနဲ့အဲ့ဒီလိုမျိုးပြောနေမဲ့အစာဘာမှမပြောနဲ့ तू ဖြစ်ချင်တာတွေ तू လှုပ်ချင်တာတွေပေးလှုပ်ထားလိုက်ကိုဘက်ကနေပြီးတော့လဲကိုကလဲကိုလှုပ်တင်တာကိုပဲကိုဆက်သွား အဲ့ဒါမှသာသူ့ဘက်ကနေပြီးတော့ဒီလိုမျိုးဒီမိန်းကလေးတယောက်နောက်ကိုပါဝါခဲ့တည်ရှိတောင်မှဒါကသူ့ပါချင်လို့ပါတာကိုဘက်ကသူ့ကိုဘလောက်ပဲဆွဆွဲသူ့ပါချင်ရင်ပါသွားမှာပါပဲအခုမပါလဲနောက်ပါမှာ အဲ့ဒီတော့က तू ကတစ္ဆာမရှိလို့ तू ကဒီလိုမျိုးကိုတာယာလို့အကြောင်းကြောင့်ကြောင့် तू ကအဲ့ဒီလိုမျိုးတွေကိုလုံနေတယ်ဆိုလို့ရှိရင်ဒါကိုကိုယ်တွေကသွားပြီးတော့တာလို့မရပါဘူးအဲ့ဒီတော့ကကိုယ်အနေနဲ့ကလွတ်ထားပေးလိုက်ရတယ်လူတစ်ယောက်ကတစ္ဆာရှိခြင်းနဲ့လူတစ်ယောက်ကကိုယ့်ဘောကိုတစ္ဆာရှိတယ်ဘယ်လိုအကြောင်းနဲ့ပဲဖြစ်ဖြစ်ကိုကလွယ်ရင်ကိုပဲဖြစ်တယ်ပေါ့နော်အဲ့တော့တစ္ဆာမရှိခြင်းနဲ့လူတစ်ယောက်ကလည်းသူ့ရဲ့ ညင်သူ့ရဲ့စိတ်အတွင်းစိတ်ကိုကဒီလိုမျိုးဖြစ်တဲ့အတွက်ကြောင့်ကိုသူကတော့ကိုဘလောက်ပဲတာတာကိုဘလောက်ပဲတန်ခွန်ချာနဲ့အုပ်အုပ်သူကတော့တွားမှာပါပဲဒါကြောင့်မို့လို့တွားချင်တဲ့သူကို ပေးတွားခွင့်ပြုတာကသူ့အတွက်လည်းကောင်းတယ်ကိုအတွက်လည်းကောင်းတယ်သူတွားချင်ရင်သူ့ကိုပေးတွားလိုက်ပါတကယ်လို့များသူက ကိုဘလောက်ပဲပေးတော်သွားသူကမတော်ဘူးဆိုရင်ဒါကသူကတင့်ဘက်မှာ ရှိနေတဲ့သူမို့လို့ပဲ ဲ့တော့သူကကိုဘလောက်ပဲချုပ်ချုပ်သူကတော့သွားမှာပဲဆိုတာကဒါကကိုနဲ့မဆိုင်ဘူးသူကိုယ်တိုင်ကသွားချင်လို့သွားတာဒါကြောင့်မို့လို့ထွက်သွားချင်တဲ့သူကိုပေးပြီးတော့လွယ်လွယ်ကူကူထွက်လို့ရအောင်လမ်းခင်ပေးလိုက်တာကသူ့အတွက်အဆင်ပြေဆုံးဖြစ်တယ်လို့ကို့အတွက်လည်းအဆင်ပြေဆုံးဖြစ်တယ်ဒါကမှနောက်ပိုင်းမှာစိတ်ဆင်းရဲမှုတွေမရှိတော့ဘူးပေါ့နော်အဲ့ဒီတော့ စိုးရှင်တဲ့သူစေးလိမ့်မတောက်ပါနဲ့လို့တွက်ပြောနေမယ်အစား तू တောက်တဲ့စေးလိမ့်ကိုသူ့ကိုပို့ပြီးတော့မြများတောက်ပါရော့တောက်တောက်တောက်ဘာဖြစ်လို့လဲဆိုတော့ तू မြများတောက်ရင်စေးလိမ့်တောက်ရင်ယောဂရမယ်ဘလောက်ပဲပြောပြော तू तू ကတောက်နေတာ तू ဘလို့မှကိုမပြင်းဘူးမဖြတ်ဘူးကိုကမတောက်နဲ့ပြောရင် तू ကပို့တောက်ရှင်တာပဲဒါလူရဲ့စိတ်ဒါကြောင့်မို့လို့ဒီစေးလိမ့်တောက်ရင်ယောဂရမှာက तू ရမှာကိုရမှာမဟုတ်ဘူးဒါကြောင့်မို့လို့ သူတောက်ချင်တယ်ဆိုရင်ပေးတောက်လိုက်ဒီထက်နှစ်လိပ်သုံးလိပ်မဟုတ်ဘူးများများတာတောက်ဘာမှမဖြစ်ဘူးနင်းမြန်မြန်တည်သွားလို့ရှိရင်ငါဘာမှမဖြစ်တာအဲ့ဒီလိုသာပြောလိုက်ဒါနောက်ပိုင်းကျလို့ရှိရင်သူ့ရဲ့အစိတ်ကပြန်ပြောင်းသွားတော့ဩသူကငါ့ကိုဆေးလိပ်တောက်တော့ပေးတောက်တယ်အဲဘာညာဆိုပြီးတော့သူ့ဘက်ကနေပြီးတော့သူ့ဘာသာသူကြောက်ပြီးတော့လျှော့လာလိမ့်မယ်ဒါမှမဟုတ်ရင်လေသူကိုယ်တိုင်ကတနေ့ချောင်းဆိုးမယ်အာအဆုတ်တွေဘာဖြစ်လာမယ်အဲအဲ့ဒီခါကျရင်သူ့ဘာသာသူဖြတ်လာလိမ့်မယ် ဘာလို့လဲဆိုတော့လူတယောက်ကိုယောဂဖြစ်မယ်လို့သူပြောနေတယ်ဟာဒါသူကလက်တွေ့မှာမပူဘူးပေါ့နော်မိကပူပါတယ်လို့သူပြောတယ်ဒါပေမဲ့လို့သူ့လက်ကမပူနေတည်း၍သူကပူတယ်ဆိုတာကို မခံစားတတ်ဘူးလေဒါကြောင့်မလို့သူစမ်းမရေးမကောင်းရင်သူ့ဘာသာသူဖြတ်လိုက်မယ်သူကမကောင်းဘူးလို့သိတဲ့နေသူ့ဘာသာသူဖြတ်လိုက်မယ်ဒါကြောင့်မလို့ပေါ့နော်